တရုတ်နိုင်ငံသမ္မတရှီကျင်းဖင်ရဲ့ဖိတ်ကြားချက်အရပြင်သစ်နိုင်ငံသမ္မတမက်ခရွန်ကဒီဇင်ဘာ3ရက်ကနေ9ရက်အထိတရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်လာရောက်မှာဖြစ်ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြင်သစ်သမ္မတခရီးစဉ်ကာလအတွင်းတရုတ်သမ္မတရှီကျင်းဖင်ဟာသမ္မတမက်ခရွန်နဲ့အတူတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ တရုတ်ဝန်ကြီးချုပ်လီချန်နဲ့တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌကျောင်းလဲကြည်တို့ကလည်းပြင်သစ်သမ္မတမက်ခရွန်နဲ့တီးခြားစီတွေ့ဆုံမယ်လို့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဆွေးနွေးမှုတွေမှာမဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုအဖြစ်ဖို့လက်တွေ့ကျတဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ဆိုင်စီကနိုင်ငံစုံညှိနှိုင်းဆောင်ရွက်မှုနီကပ်စွာလှုပ်ဆောင်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်အထူးသဖြင့်တရုတ်ပြင်သစ်ဘက်ဆုံမဟာဗျူဟာမိဖက်ဆက်ဆံရေးမှာတိုးတက်မှုအသစ်တွေရရှိအောင်မြင့်တင်ဆောင်ရွက်ဖို့တရုတ်ဥရောပသမဂ္ဂဆက်ဆံရေးကောင်းမွန်တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုကိုမြင့်တင်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့နိုင်ငံဆောင်ပူပေါင်းဆောင်ရွက်ရေးဟွာရနဲ့ကမ္ဘာငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့စီပင်ဝပြောရေးကိုထိမ့်သိမ်းရမှာပိုပြီးကြီးမားတဲ့အကျိုးကိုဆောင်ကျင်းဖို့ပါဝင်မယ်လို့တရုတ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်အနောက်နိုင်ငံသတင်းစာတွေကတော့တရုတ်ပြင်သစ်ဆွေးနွေးပွဲမှာတင်းမာနေတဲ့တရုတ်ဂျပန်ဆက်ဆံရေးနဲ့ထိုင်ဝမ်အရေးကိစ္စတွေမှာတရုတ်ကဥရောပကိုသူတို့ဘက်က ရက်တီဖို့ဆွေးနွေးသွားဖို့အလားအလာရှိတယ်လို့យေတာကြပါတယ်